ခြေပေါ်အမှပေါက်တဲ့ငါးမျက်စိတို့ကျွတ်နှုတ်တို့เนาะအဲ့ဒါမျိုးလေးတွေဖြစ်တယ်ဆိုငါးမျက်စိနဲ့ကျွတ်နှုတ်ကိုဘယ်လိုမျိုးခွဲရတာလဲเนาะခွဲပြီးသွားလို့ရှိရင်အဲ့ဒါလေးတက်တာပြောက်ခင်းအောင်ဘယ်လိုလုပ်ရမှာလဲဆိုတဲ့ဟာလေးကိုကျမ်းမာရေးပုဒ်ကရအောင်ပြောပြမယ်เนาะအဲ့တော့ဒီမနေ့ကလူနာတယောက်လာသွားသေးတယ်သူကတော့ငါးမျက်စိမဟုတ်ဘူးကျွတ်နှုတ်เนาะအဲ့တော့အဲငါးမျက်စိကိုအရင်ပြောပြမယ်เนาะအဲ့တော့ငါးမျက်စိဆိုတာက ခြေပေါ်မှာ မာမာခဲခဲလေးအသက်မာလေးအလုံးလိုက်ကလေးဖြစ်တာ เนาะပုံထဲမှာပြထားတဲ့အတိုင်းပဲအတမာလေးကမာမာလေးလုံလုံလေးကြီးလိုက်လို့ရှင်ပြီးရင်အထဲမှာအဖြူဇံလေးပါတယ်ပြောင်းမှုစီတွေကအဆန်လေးလိုပဲအဖြူဇံလေးပါတယ်เนาะအဲ့တော့ကြည့်လိုက်လို့ရှိရင်မျက်လုံးနဲ့ကြည့်လိုက်လို့ရှိရင်အပေါ်ရံရေပြားကဒီလိုအတ္တမာပေါက်နေတယ်လို့အတ္တမာခဲလေးเนาะအတ္တမာခဲလေးဟိုမှာနည်းနည်းလေးညီတယ်ညီပြီးမှ အတွင်းထဲကအဖြူဇံလေးပါတယ်အဲအဲ့ဒါဆိုလို့ရှိရင်ငါးမျက်စိလို့ခေါ်တယ်အဲ့တော့အဲ့ဒီငါးမျက်စိလေးတွေက ဘာကြောင့်ဖြစ်တာလဲဆိုတဲ့အခါကျတော့ဒေါင်းမြင့်ဖက်နန်စီးတာကြောင့်မလို့တော့နောက်အဲ့တော့သူတစ်ဖြစ်တော့ဖီအားနဲ့ပိုအားကြောင့်မလို့ဖြစ်တာနောက်အဲ့တော့မတော်တဲ့ဖက်နက်တွေစီးတာတို့ဒေါင်းမြင့်ဖက်နက်တွေစီးတာတို့ပြီးတော့အဲအဲ့လိုမျိုးပေါ့နောက်ဖက်နက်အရန်ကျက်တဲ့ဟာတွေစီးတာတို့အဲ့ဒါမျိုးတွေကြောင့်မလို့ဖြစ်တာနောက်အဲ့ဒါမျိုးဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီအရေပြားလေးကိုအပေါ်ယံလေးကိုနည်းနည်းလေးချစ်ချစ်ပြီးတဲ့အခါကျအထက်ကအဖြူဆန်လေးကိုနော်ထုတ်လိုက်လို့ရှိရင်အဲ့ဒါကအများစုတက်တာပြောက်ကင်းသွားလေးရှိတယ်။ဘာမှတိတ်လို့ဆရာမလို့ အဲ့ဒါကြတော့နောက်နောက်မဖြစ်အောင်ကအဲ့ဒီအတ္တမနေရာလေးကိုကြောက်ခဲချမ်းချမ်းလေးနဲ့ရေချူးတဲ့အခါတိုင်းပုတ်အတ္တမလေးကိုထူမလောင်လို့နော်အဲ့လိုမျိုးလေးပုတ်ပုတ်ပြီးသွားတဲ့အခါကျဖနှက်ပြော့ပြော့လေးတွေပါပါလေးတွေအဲ့ဒါလေးတွေစီတောင်းမြင့်ဖနှက်တွေမစီးနဲ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ငါးမျက်စီတွေကပြန်ထွက်မလာဘူးအဓိကဖနှက်အချက်တွေနဲ့နော်အဲ့တောင်းမြင့်ဖနှက်တွေစီးလို့ဖြစ်တာကြောက်မလို့ဖြစ်တယ်အဲ့တော့အဲ့တော့ငါးမျက်စီကထွေထူးတိတ်မရှိဘူး အဲ့ပြောချင်တာကကျွတ်နို့เนาะကျွတ်နို့ကကြတော့ကြည်လိုက်ရင်ဒီပုံနဲ့အတိုင်းပဲเนาะအဲ့တော့ဖြူဖြူလေးဖြူဖြူလေးဥမာအလုံးလေးအလုံးလေးဥမာခုနကပြောကြည်လိုက်လို့ရှိရင်အလဲကအလဲကမဲမဲလေးညူညူလေးချက်ကလေးလိုဟာမျိုးလေးပါတယ်เนาะအဲ့တော့သူ့ကိုစမ်းကြည့်လိုက်လို့ရှိရင် မာ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 လေးဥမာပြုံးရှားရှားလေးကျွတ်နို့ဆိုတော့တိတဲ့တိတဲ့အတိုင်းပဲเนาะမာမာလေးဥမာပြုံးရှားရှားလေးအဲ့လိုမျိုးပြုံးရှားရှားလေးဖြစ်ပြီးမာမာခက်ခဲဟာလေး အဲတချို့ဆိုလို့ရှိရင်နောက်ပုံထဲမှာပြထားတဲ့အတတချို့ကကြတော့အဲ့ဒါလေးကိုမနေနိုင်မထိုင်နိုင်တော့လက်သေးညံ့တည်နေတော့ပြီးတော့ကြတော့အဲညံ့ပြီးတော့ဖဲလိုက်တဲ့အခါကျတော့အဲ့ဒီဟာလေးကဘာဖြစ်သွားလဲဆိုတော့ထိတ်မျက်နှာပြင်ကပွန့်သွားပြီးတဲ့အခါကျတော့အထဲမှာအပေါက်အပေါက်ကလေးတွေနဲ့သွားတွေ့ရပြားတက်လက်လိုဟာမျိုးလေးအပေါက်အပေါက်ကလေးတွေနဲ့တွေ့ရအဲ့လက်လက်ဆက်ဆက်တာအဲ့လိုမျိုးညှက်ထားတဲ့ဟာဆိုလို့ရှိရင်သွေးလေးတွေစို့တယ်ပြားတက်လက်လိုဟာမျိုးလေးအပေါက်အပေါက်ကလေးတွေထဲမှာညှင့်လိုက်လို့ရှိရင်သွေးစွတ်စွတ်စွတ်လေးတွေထွက်တယ်နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွတ်နို့လို့ခေါ်တယ်အဲ့တော့ ငါးမျက်စိနဲ့ကြွက်နှုတ်မှာဘယ်လိုခွဲရလဲဆိုတော့ငါးမျက်စိအညစ်ထုတ်လိုက်လို့ရှိရင်ဖြူစံလေးထွက်သွားရင်ပြီးပြီအောက်ကဘာသွေးမှမရှိဘူးပေါ့နော်အဲ့ဒါကိုငါးမျက်စိလို့ခေါ်တယ်ကြွက်နှုတ်ကကြတော့အဲ့ကြွက်နှုတ်မျက်နှာပြင်မှာမာခက်ခဲအဖူလေးကိုသွားပြီးအခါကျတော့ဖယ်လိုက်လို့ရှိရင်အောက်ထဲမှာအပေါက်ပေါက်ကလေးတွေနဲ့ဖြစ်ပြီးပြားတက်လက်လိုလေးတွေဖြစ်ပြီးအခါကျတော့သွေးလေးတွေဆွတ်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 နဲ့ထွက်တယ် အဲ့ဒီသွေးလေးတွေရနေပြီးတော့၆သွားတဲ့အခါမှာတော့မဲမဲလေးတွေဖြစ်မယ်တချို့ဆိုညူ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 အပေါက်အပေါက်ကလေးတွေနဲ့အခုပုံထဲမှာပြထားတဲ့အတိုင်းဖြစ်တယ်။နောက်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ကျွတ်နို့လို့ခေါ်တယ်။ အဲ့လိုကျွတ်နှုတ်ဖြစ်ရင်ကြတော့အဲ့လိုမျိုးအပေါ်ယံလေးကမာနေတဲ့ဟာလေးတွေကိုပျော်သွားအောင်ပျော့သွားအောင်ပါသွားအောင်စေတမျိုးတို့ပေးရတယ်နော်အဲ့တော့အဲ့ဒီဆေးရကြတော့ဆေးဆိုင်မှာဝယ်ပြီးတော့တို့ရတာပေါ့ကွနော်အဲ့ဆေးရနာမည်ကဆလီဆလီအက်ဆစ်လို့ခေါ်တယ်ကျွန်တော်တို့ပြင်မာဆေးခန်းတွေမှာသုံးတာဆလီရဆလီအက်ဆစ်ကိုညှစ်ဘူးလေးနဲ့လာတယ် cream ပုံစံမျိုးလေးနဲ့လာတယ်နော်၁၈ရာခိုင်နှုန်းအားပေါ့နော်အဲ၁၈အားကို တုံးတယ်အဲ့ဒီဟာလေးကိုတော့မနက်ခင်းလင်းလာပြီဆိုလို့ရှိရင်ခြေပွားလေးကိုရေလေးနဲ့တည်တည်ချာချာတန်းနေအောင်ဆေးဆေးပြီးတော့ရေချောက်သွားပြီဆိုတာနဲ့အဲ့ညစ်ဆေးဘူးလေးကိုအဲ့ဒီအနာတက်တဲ့လေးတွေကိုတို့တို့ပြီးသွားလို့ရှိရင်ပလာစတာလေးအုပ်ထားလိုက်နော်အဲ့တော့ညနေရောက်လို့ရှိရင်လည်းပဲအဲ့ဒါလေးကိုပြန်ဖွင့် ဖွင့်ပြီးသားရေလေးနဲ့တေချာစီစီပြီးအဲ့စီလေးတို့တို့ပြီးတော့ဘလာဆာလေးနဲ့အုပ်ပြီးတော့ညောင်းကိုအိတ်လိုက်အဲ့ဒါမျိုးလေးနဲ့တလားလောက်လုံးလိုက်တယ်ဆိုလို့ရှိရင်အဲ့စီလေးစီလေးရဲ့အစစ်ကကျွတ်နှုတ်ရဲ့မာခဲနေတဲ့ဒီအတမာတွေကိုနော်အဲ့တော့မာနေတဲ့ဒီအသားဆိုင်မျိုးကိုတွားပြီးတော့စားတာစားပြီးသွားတဲ့ခါကျတော့အဲ့ဒီအသားကြီးကပုံမှန်အသားကြီးလေးပြန်ဖြစ်သွားတာပေါ့ကွယ်။နော်အဲ့ဒါကတော့ဒီခြေထောက်ကကျွတ်နှုတ်ကုတဲ့ပုံစံမျိုးလေးပါပဲ။အဲ့တော့ဆေးကမနက်တစ်ချိန်ညတစ်ချိန်လင်းရတယ်။နော်တလားလောက်လင်းလို့ရှိရင်တော့ပုံမှန်ခြေပေါ်ကားလေးလိုပုံစံမျိုးလေးပြန်ဖြစ်သွားတာပါ။ အဲ့ဒီခါကျတော့အဲဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့ခါကျကိုချီဘွားမှာဖြစ်နေတဲ့ဟာကျွတ်နို့လားနော်ငါးမျက်စီလားဆိုတော့ကွဲမဲ့ထင်ပါတယ်နော်ငါးမျက်စီဆိုရင်တော့ဖက်နက်တွေပြောင်းစီလိုက်နော်ကျွတ်နို့ဆိုရင်တော့လိန်စီလေးဝယ်ပြီးတော့လိန်ရောက်မှာဖြစ်ပါတယ်အဲ့ဒါကြီးကိုကျမကြီးဘုဒ္ဓရာရအောင်ပြောပြတာပါကျွန်တော်ရဲ့ဒေါက်တာထွန်းလမော်ပါသူတို့ယောဂကုဆရာဝန်တယောက်ဖြစ်ပါတယ်ဘိုင်ဘိုင်ပါ